အဲ့တော့ရှင်နနာဟာပင်ကိုယ်ကလည်းမေတ္တာချီးမားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ရသော်ဘုရားသာသနာတော်မှာလှုပ်တဲ့လှုပ်တိုက်တာတွေအများကြီးသူလောက်ကန်ဆောင်ရွက်ခဲ့တာသောတပန်ဘဝနဲ့ပဲဒီဘုရားပြိဋိဘံဆံသွားသည့်အထိရသော်ဘုရားကိုပြုစုလှုပ်ကျွေးသွားတဲ့ပုဂ္ဂိုလ်တို့ဖြစ်နေပေါ့ဘုရားပြိဋိဘံဆံသွားတဲ့အခါမှာဆိုလဲရှင်နနာက ဘုရားပြိနိဗ္ဗာန်စံပြီးနောက်ပိုင်းမှာဆိုရင်ခြေရုံးအကြောင်းတို့ဘုရားတရင်တုံးခဲ့တဲ့တရားတွေတို့အကုန်လိုက်ပြီးတော့ငကူဝကြီးဝင်းနဲ့ပြုတဲ့ပုံစံတိုင်းလိုက်ပြီးတော့ပြုတယ်သူ့အတိုင်းထားခုခေတ်ဆိုရင်တော့တမိုင်းကြောင်းမပြတ်အောင်တကယ်ချင်းပေါ်ကြော်ကြားတဲ့ပုဂ္ဂိုလ်မြတ်တွေနေသွားတဲ့နေရာတွေကိုခြေရမပြတ်လက်ရမပြတ်တိမ့်စီခဲ့ရှန်နန္ဒပထမဆုံးပဲပေါ့ဒီလိုထားခဲ့တယ်ပေါ့အဲ့ဒီမှာရှန်နန္ဒမထေရမြတ် မြတ်စွာဘုရားပြိဋိဘံစံပြီးသွားတဲ့အခါမှာတန်ဃာပေါင်း9သိန်းဒီကုသနာယုံမှာစုဝေးမိကြတယ်အဲ့ဒါလို့စုဝေးမိတဲ့အချိန်ရှင်မာကတ္တဗာကအကြီးဆုံးပေါ့ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့မရှိတော့နံပါတ်3အနေနဲ့ကရှင်မာကတ္တဗာပဲသို့တော့ရှင်မာကတ္တဗာကပြိဋိဘံစံတဲ့အချိန်ဘုရားပြိဋိဘံစံပြီး9ရက်လောက်မှရောက်လာတယ်ခီးလွန်နေတယ် ရောက်မလာဘူးအဲ့တော့ခုနှစ်ရက်နေ့လောက်မှရောက်လာတဲ့အခါနောက်ဆုံးဆရာတေဇောထလောင်ပြီးတဲ့နောက်မှာတန်ခါအစီဝေခေါ်လိုက်ခေါ်ပြီးတော့ရှင်မကသဗ္ဗကမိတ်နေသူလမ်းမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တစ်ခုသူတပည့်တန်ခါတွေတည်းကနေဖရာပြိဋိဘံစံတော်ကိုမငိုချနဲ့တို့အခုလွတ်လွတ်လပ်လပ်နေရတော့မယ် ယဟန်ကြီးကောဓမရှင်တို့ချုပ်ချဲတယ်ဘဝမလောက်အောင်ဒါမလောက်အောင်နဲ့ပြည့်ညတ်ချက်တွေပြီးတယ်တို့တော့အခုကြိုက်တယ်လို့လုံးအောင်မယ်တို့ကြိုက်တယ်လို့နေရတော့မယ်နဲ့ပြောတဲ့စကားတွေကိုတန်ခါပိယိတတ်ကိုပြောပြပြီးတော့ရသော်ဗျာဟောတဲ့တရားတွေဟာတဲ့ခုနတစားဒီနတစားဟောထားတဲ့တရားတွေဟာစံကျဲလှပ်ပါတဲ့ပန်းပွက်လေးတွေလိုပဲခုနတပုံဒီနတပုံရှိနေတယ် အဲ့ဒါတွေကိုပန်းပွင့်လေးတွေကိုကျိုးနဲ့တီကုန်းပြီးတော့မထားဘူးဆိုရင်လေတိုက်တာနဲ့အကုန်လွင့်ကုန်ပြီးဟိုတစားဒီစားရောက်ပြီးတော့ပျက်စီးလွင့်ပျောက်ကုန်သလိုပဲဖြစ်လိမ့်မယ်။ရသော်ဗျာတရားတော်တွေကိုကျိုးနဲ့တီးသလိုစုစုစည်းစည်းတို့လုံးကြမှာဖြစ်မယ်လို့ဒီလိုလုံးမှဖရာရဲ့အဆုံးအမတရားတွေဓမ္မဝိနည်းတွေဟာကြာရှည်တည်လိမ့်မယ်လို့ရှင်မာကတ္တဝကစတင်ပြီးတော့လှုပ်ဆောင်အားလုံးကသဘောတူကြတယ် အဲ့ဒီလိုသဘောတူတဲ့အခါရှင်ဘုရားတဲ့ရှင်ဘုရားစိတ်ကြိုက်အဲ့ဒီတရားတော်တွေကိုစုစည်းဖို့အစီအစဉ်လုပ်ဖို့ခေါင်းဆောင်ဖို့ပုံကိုယ်တွေကိုရွေးပါလို့ဆိုရှင်မဂ္ဂတဗ္ဗကတကယ်ထိတ်တန်းခေါင်းဆောင်ကြီးတွေကြီးရွေးလိုက်တယ်ထေရလို့ခေါ်တယ်လူကြီးတွေကြီးပဲကုန်ရွေးတာအဲ့ဒီပိဋကသုံးပုံဆောင်ယဟန္တာကြီးတွေကြီးပဲဘလောက်ရွေးတုံးဆို900မှတပါးလျှော့ထားတယ်499ပါရွေးလိုက်တယ် 499ပါရွေးထားတယ်အဲ့ဒါလို့ရွေးလိုက်တဲ့အခါကျတော့ဒီထဲမှာရှန္ဒနာမပါဘူးဘာလို့မပါတော့ဆိုရှန္ဒနာတော့တတ်ပါမှာဖြစ်သေးတာရှန္ဒနာအတွက်ခြံထားလိုက်တယ်ရွေးမရွေးဘူးအဲ့ဒီအချိန်မှာတန်ဃာတွေကနေတောင်းဆိုကြတယ်ရှင်ဗျာတဲ့ရှန္ဒနာမပါလို့တော့မဖြစ်ဘူးသူဟာတောတပံလို့ဆိုပေမဲ့လို့အာဂတိတော့မလိုက်နိုင်မလိုက်စားပါဘူးအာဂတိတော့ကင်းပါလိမ့်မယ် ဒါကြောင့်ရှင်အနန္ဒမပါပဲနဲ့ဒီတန်ခါယနာဖျားဟောတဲ့တရားဓမ္မတွေကိုစုစည်းဖို့ဆိုတာမဖြစ်နိုင်ပါဘူးရှင်အနန္ဒကိုရွေးပါလို့ထည့်ရွေးပါဆိုတော့မှ ရှင်မဂတ်တပကထည့်ရွေးလိုက်တာအမှန်ကတော့ရှင်မဂတ်တပကဒါလူကြီးပြီပြီအမျော်အမြင်ကြီးမားစွာတပားလျှော့ထားတာကိုရှင်အနန္ဒအတွက်လျှော့ထားတယ် ာဖြစ်လို့သူကိုယ်တိုင်မရွေးတော့ဆိုရင်သူကိုယ်တိုင်ရွေးရင်ရှာနာနာနဲ့ရှမကတ္တမတို့ကယဉ်နှိမ့်မှုတွေရှိကြတယ်။အဲ့တော့လူဆိုတာကပြောချင်တယ်လေဖရာတော်မလို့ဘူးရှမကတ္တမခြေဆံရဟန္တာတွေကြီးရွေးထားတဲ့ထဲဘာဖြစ်လို့ဒီကိုယ်တော်သောတာပန်ကိုယ်တော်ရွေးရတာတုံးတယ်ပြောလာမှာအဲ့ဒီပြောလာမဲ့စကားကိုဒီမပြောနိုင်အောင်လို့သူကိုယ်တိုင်မရွေးဘဲနဲ့အများဆန္ဒကိုတောင်းခံတယ် ဒါလည်းလွတ်မှတ်သားစရာကောင်းတဲ့လုပ်ရတစ်ခုပဲ